ဒလုံးနဲ့ပူတူလေးသူ့ဖုန်ကိုပေါင်းမိရဲ့တင်မြင်မြန်သိမ်းလိုက်ပြီးဘေးဘီကိုတတိထားကြည့်နေခဲ့တယ်။ငဘိန်းမင်းလားပူတူစကားဆုံးသွားတော့တော်ရီကနေကြားကြည့်တကောင်ကမှန်ဖြိုပြီးထွက်လာခဲ့တော်တယ်။ဟမ်ကြားကြားရပါလားဒလုံးနဲ့ပူတူလေးဘာမှတွေးမနေပဲတန်းပြေးတော့တာပါပူတူနောက်ကနေတော့ကြားကြည့်ကမှန်ဖြိုပြီးတော့လိုက်သွားခဲ့တော်တယ်။ ကြသည်ရပိုင်မှပဲအောင်မန်းရွာမှာမိုးကောက်ရေရှာတဲ့ပြဿနာကိုရင်ဆိုင်နေခဲ့ရတယ်။ခုကမှတော့ရွာထဲမှာရှိတဲ့ရေရင်းနဲ့လဲခန်းချကုန်နေပြီးကန်ဒီပါရေရီခန်းကုန်တာကိုမြင်ကြရမှာပါ။ကန်ထဲကိုရေချိုးဖို့လာတဲ့ဖိုးတူတို့အဖွဲ့သားတွေကတော့ကန်ကြီးကိုမြင်ပြီးအံ့ဩနေခဲ့ကြတယ်။ငပိန်ကသူယူလာတဲ့ဆက်ပြာချင်းကိုအောက်ချလိုက်တယ်။ဘလောက်ပဲမိုးကောက်ကောင်ရေမခန်းနဲ့ရေကန်ကြီးကခုတော့ရွှေရောင်ခန်းနေပါလား။ ပါဟင်ဟိုမှာငါးလေးတောင်ရှင်မရှိတော့နေစရာမရှိဘူးဖြစ်နေတယ်ဟာငါးလေးတွေတနာဖို့ကောင်းလိုက်တာอืมဒီတိုင်းဆိုတို့ရွာချင်းနေတော်ဆိုးနေရပြီဒီကိစ္စမမြန်ဖြေရှင်းရင်တို့ရွာမှာရှိတဲ့လူတွေပြင်ကလိတ်ဆန်နေမှာတကောရှက်ကုန်တော့မှာဒီချင်းนี่ကိုဘလို့ဖြေရှင်းမှလဲဘို့သူအနာရှိရင်ဆေးရှိတယ်လို့ခုလိုချင်းนี่မှလဲနီးလန်းတော့ရှိမှာပါတို့တွေအချိန်ဆွဲမနေပဲကိုချက်ကြီးကိုတော့မိကြည့်ကြတာပေါ့ဟုတ်တယ်ဘို့သူရဲ့မမြန်သွားကြတာပေါ့ သူတို့အဖွဲ့သားတွေလည်းအဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ်မော်စီယာချက်ကြီးအိမ်ကိုရောက်မှာတော့မော်စီယာချက်ကြီးကရင်းနှီးချမ်းမန်းကိုချပီးလိုက်ရင်နဲ့ကဲကလေးတွေရင်းနှီးချမ်းတောက်ကြအောင်ကျွန်တော်ရေစာနေရာနဲ့တော်ပဲရင်းနှီးချမ်းတောက်အောင်မအဲ့လိုပြောပြီးတုတ်ဘောကရင်းနှီးချမ်းယူတောင်းနေခဲ့တယ်ကိုချက်ကြီးဟိုကျွန်တော်တို့လူရင်းမဲပြောပါမယ် ကျွန်တော်တို့ရွာမှာဖြစ်နေတဲ့မိုးကောင်ရေရှားတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲ။အင်းအဲ့ဒီအကြောင်းအရာကိုဖြေရှင်းဖို့နည်းလမ်းတော့ရှိသေးကြ။ဒါပေမဲ့အန္တရာယ်များလို့နေ။ဘယ်လောက်ထိအန္တရာယ်များနိုင်လို့လဲကိုချက်ကြီး။အင်းတောနဲ့ကြီးတွေကိုသွားရမှာဆိုတော့မတော်ရင်အသက်ပါပေးရနိုင်နေကြ။ဟမ်ဟုတ်လား။ကျွန်တော်တို့ကိုအသေးစိတ်ပြောပြပေးနိုင်မလား။ဟမ်အဲ့ဒီအကြောင်းအရာက အပြင်မှာတကယ်ရှိရလို့ကြောက်စရာပြောမှုဝင်မင်းကြောက်တော့ဘလို့ရှာရှာမတွေ့ကြရမှာ။အဲ့ဒါတော့စကားပြောတတ်တဲ့အပင်တစ်မျိုးပါ။သူ့ကိုရှာနိုင်ရင်မိုးကောင်ရေရှာနေရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှာပါ။အဲ့ဒီစကားပြောတတ်တဲ့ပင်ကဘယ်တော်ရင်မှာရှိရလဲ။ကျုပ်တို့ရွာရဲ့ခုနှစ်နောင်ကျော်လောက်မှာရှိနေရပါ။ဒါပေမဲ့ကျုပ်မင်းတို့လေးတွေကိုမလွတ်ရပါဘူး။ကိုကြည်နေရဒီတိုင်းနေတော့လို့လေအစင်မပြေတော့ဘူးဆိုတော့ကျွန်တော်သွားပြရစီကိုချက်ကြည့်ရင်အေးလေး ရွာချီနေရမကောင်းဆိုတော့ကျုပ်မတားတော့ပါဘူး။ဒါပေမဲ့တတိတော်ထားကြပေါ့။အဲ့လိုပြောပြီးမော့ဆရာချက်ကြီးဟာသူ့အိတ်ကတည်းကနေဆွဲကြိုးတကုံထုတ်လိုက်ပြီးပို့တူကိုဆွဲပြလိုက်တယ်။ဒီဆွဲကြိုးကမင်းတို့အန်နီရီစီကကင်းလွန်အောင်တော့ကူညီပေးမှာပါ။ပြီးတော့ဒီဆွဲကြိုးကိုလုံးဝမပြောက်ပြက်စေဖြင့်ကိုနဲ့မကွာစောင့်ထားပြီးပါ။ဟုတ်ကဲ့ပါကိုချက်ကြီး။နောက်နေ့ရောက်တော့ဖို့တူတို့အဖွဲသားတွေလေကျောင်းဝေးကြီးကိုစီနဲ့စကားပြောတဲ့တပည့်ကိုရှာဖို့အတွက် တော်ရဲကိုထွက်လာခဲ့ကြတာပါဘိုးသူကရှေ့ကဥဆောင်ပြီးသွားနေရကရှက်လိုက်တယ်။ကဲမောနေကြမလားမောတော့မောနေပြီဘိုးသူရဲ့ခဏလောက်နားကြမလားဘိုးသူကတူကင်ထားတဲ့မြေပုံဆောင်ရွက်ကိုကြည့်လိုက်တယ်။အင်းတို့တွေတော်တော်ခီးရောက်လာပြီပဲဒီလိုဆိုလေခဏလောက်နားကြတာပေါ့ဒီလိုနဲ့တို့လေးယောက်သားအပြေအောင်မှထိုင်ချပြီးတော့နားလိုက်ကြတော့တယ်။မြွိုင်းမင်းမရေးရှိသေးလားအင်းနည်းနည်းတော့ကြံသေးတယ်ဟာဒါဆို ငါ့ကိုတိုက်လို့ရမလားအာရင်ချောက်နေလို့ဟုတ်လားဒါလို့ဆိုရင်အကုံတောက်လိုက်လीဒါနေ့တော့ဘောလေးရေလက်ကြံကိုအကုံတောက်ပြက်လိုက်တော့ရင်မိမိုင်းတို့မှရှိနေရဲ့ရေကဒါအကုံမဲလားအကုံမင်းကပင်ရဲ့နင်ရောရေစာလို့လားဟုတ်တယ်ဟာရေကမရှိမှပဲပို့တော့ကျင်နေတယ်လို့ပဲဒါလို့လို့ပါလားဒီနားမှာစမ်းချောင်းနေရှိနေနိုင်တာဆိုတော့ငါတစ်ချက်သွားရှာကြည့်လိုက်မယ်။နင်းနေဖို့သူငါမှတန်လိုက်မြောင်ပါတယ်ဆိုတော့ငါပဲသွားလိုက်တော့မယ်။ မင်းကဖြစ်ပါမလားငပင်ရဲ့ဖြစ်ပါတယ်ပို့သူရမကြောင်ပြန်လာခဲ့မယ်တိလားမိမိုင်းရေဘူးပေးလိုက်နော်ဒလုံးနဲ့ငပင်လေးမိမိုင်းစီကနေရေဘူးရှုပ်ပြီးအိတ်ထဲထဲလို့သူတို့နာကနေထွက်လာခဲ့တော်တယ်အတန်ကြောင်လမ်းလျှောက်လာပြီးနောက်တော့တော်ရဲတဏီယာကိုရောက်လာခဲ့တာပါငပင်ကတုတ်ကင်လာတဲ့တန်လိုက်အမြောင်ကိုကြည့်လိုက်တယ်ဟမ်ဘလို့ဖြစ်လို့တန်လိုက်အမြောင်ကအလုံးမလို့တော့တာလေးဟာအဲ့လိုပြောပြီးတန်လိုက်အမြောင်ကိုရိုက်ခါနေခဲ့တာပါ ကဲကဲရာဆန်းဟာရာဆန်းဘလို့ပဲရိုက်ရိုက်တန်လိုက်အမြောင်ကရမလာတာဆိုတော့ငပိန်လေအိတ်သေးကိုပြန်သိမ်းလိုက်တော့ဒီတန်လိုက်အမြောင်ကလေဘာမှလေတုံးစမရဒလုံးနဲ့ငပိန်လေလမ်းဆက်လျှောက်လာနေတော့ခြေစော်ပြီးတော့တောင်းကိုနှိမ့်ချသွားခဲ့တော့လေတပတ်မှာတော့ဖိုးကျူကိုသုံးယောက်တာငပိန်ကိုမျှော်နေခဲ့ကြတာပါငပိန်ကလေကြောင်လိုက်တာလမ်းအမြပျောက်နေလားမသိဘူးနော် ဟုတ်ပါနော်တို့တွေတော့လိုက်ကြည့်ကြမလားအင်းထိုင်ဆောင်နေရတဲ့ဆိုင်ရင်အဲ့ဒါပိုကောင်းမယ်နေတူတယ်ဟိုငါလမ်းမလျှောက်နိုင်တော့ဘူးငါခြေကျုံကဘာလို့လဲမသိဘူးဟာနားနေရဟင်ဟုတ်လားဘယ်တော့ကခိုက်မိသွားလဲတော်တဲ့ဝင်တော့ခြေတော့ခောက်မိသွားတာဟာနားနိုင်တော့တတလာမင်းထင်လိုက်တာဒါမှမရနိုင်ဘူးဒါဆိုဒီလိုလုပ်လေမိမိုင်းနေ့စီမှာဆေးရီပါလာတယ်မလားအဲ့ဒါလူထားပေးလိုက်ငါတယောက်တည်းငပိတ်ကိုသွားရှာလိုက်မယ်နင်တယောက်တည်းဖြစ်ပါမလားဘို့သူရဲ့ ဖြစ်ပါတယ်ဒါဆိုငါသွားလိုက်အောင်မေတောင်းတဲ့နေရာမှာတော့ငပိန်တယောက်မိလဲကြနေရာကနိုးလာခဲ့တယ်အာငါကာရီနာလိုက်တာဒီလိုနဲ့ငပိန်လဲထားရက်လိုက်ပြီးဘေးဘီကိုကြည့်လိုက်ချိန်မှာဟမ်ဟိုတောင်းအပင်နေရာများလေဒါနဲ့ဒီနားမှာရေတံကြားနေရတယ်လို့ပဲအဲ့လိုပြောပြီး တေချာနောင်းဆွင့်လိုက်တယ်။ဟာဟုတ်တယ်ဟုတ်တယ်ဒါရေတံစစ်စစ်ပဲ။ငပိန်လည်းရေတံချားရဘက်ကိုထွက်လာခဲ့လိုက်တော့တယ်။ဒီလိုနဲ့ငပိန်လည်းကြောက်တုံးတွေချာမှရှိနေနေရေကိုမြင်သွားခဲ့ပြီးအငမ်းမရတာခက်တော့နေခဲ့ရောတာပါ။ဝါရေတော့ဝသွားပြီ။ပါလာတဲ့ရေဘူးတွေအပြည့်ပြည့်သွားပြီ။အဲ့လိုပြောပြီးငပိန်လည်းရေဘူးတွေကိုရေပြည့်ပြည့်လိုက်တယ်။နောက်တော့ တ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တယ်။ဒါနဲ့ဒီနေရာကဘယ်နေရာလဲမသိဘူး။ငါဘယ်လန့်ပြန်ရပါမလဲ။ဒလုံနဲ့ငပင်လေးပိုဒီလိုရှိနေတဲ့နေရာကိုရှာဖို့အတွက်အဲ့နေရာကနေထွက်လာခဲ့လိုက်ခြင်း။နောက်တော့ငပင်လေးလမ်းလျှောက်နေရင်သူစောစောရှိနေတဲ့နေရာကိုပဲပြန်ရလာခဲ့တာပါ။ဟမ်ဒီနေရာကငါစောစောရှိနေခဲ့တဲ့နေရာပဲမဟုတ်လား။ဒါမှဒုက္ခပဲ။ငါတီတော်ရဲ့မှာပြိမ့်မိနေပြီတင်တယ်။ ို့ပြောပြီးငပိန်လင်းအနားမှာရှိတဲ့အပင်တပင်အောက်မှာဝင်ထိုင်လိုက်တော့တယ်။ဟွန်းမောလိုက်တာ။သူညင်းညွရင်ဟိုကြည့်ဒီကြည့်ကြည့်နေတော့ဝမ်ဝမ်နဲ့ကောင်းကောင်းငါးရီကိုသိပြီးကြောက်တုံးနောက်ပုံလိုက်လို့ထိုင်စားနေခဲ့တော့တယ်။အဲ့ဒါကိုမြင်သွားတဲ့ငပိန်ကအပင်နောက်ကိုမြ мян သွားပုံးလိုက်တော့တယ်။ဟွန်းဝမ်ဝမ်ဒီကဘယ်ရောက်ရောက်လာကြလဲ။မဟုတ်မဒါသူ့ပိုင်နဲ့တင်နေ။မဖြစ်ဘူးမဖြစ်ဘူး။ငါဒီနာကနေဝေးဝေးသွားမှာပဲ။ မဟုတ်ရင်ငါ့ကိုရံမှုနေလိမ့်မှာဒလွန်နဲ့ငပိန်လေးအဲ့နေရာကနေထွက်သွားဖို့လုံလိုက်ပေမဲ့ပြင်းရောက်လာခဲ့တာပါဒါမှဒုက္ခပဲငါမလို့ဒီတော်ရင်မှာပိတ်မိနေပါနဲ့ငပိန်လေးသူရှိနေရဲ့တော်ရရနေထွက်သွားလို့မရတဲ့နောက်ဆုံးမှာအပင်နောက်မှာပဲလဲချရင်နေအိပ်ပျော်သွားခဲ့တော်နေဖိုတူတယောက်ကတော့ငပိန်ကိုရှာဖို့အတွက် တော်ရဲတင်နေရာကိုရောက်လာခဲ့တာပါ ငပိတ်ဟေးငပိတ်ဖိုတူအဲ့လိုအော်ခေါ်လိုက်ပေမယ့်ငပိတ်သူတန်မကြားပါဘူးသူ့အတန်ကတော်ရဲမှာပဲ့တင်ထက်နေကြတော့ရင်ငပိတ်ဘယောက်သွားပါလိလမ်းမပြီးတနေရာကိုရောက်သွားတာများလားသူအဲ့လိုပြောနေတော့တော်တစ်ဖက်တည်းရနေနွေလက်နေရဲ့အရာကိုမြင်လိုက်ရတာပါဟမ်ဟိုဘက်မှာလင်းနေပါလားဘာများပါလိဟမ်ဒီလိုနဲ့ဖိုတူလေး နင်းနေတဲ့နေရာဘက်ကိုစူးစမ်းလို့ထွက်လာခဲ့လိုက်တော့တယ်။အဲနောက်တော့ဘူတူလေးရှီအောင်ဆောင် ရှိနေတဲ့နေရာကိုရောက်လာခဲ့တာပါ။ဟမ်ဒီဆောင်ကဘလို့ဖြစ်ပြီးတော့ဒီတော့ထဲမှာရှိနေရတာလေဟာ။ဘူတူလေးသူ့ဖုန်းကိုထုတ်လိုက်ပြီးလက်ရမြောင်းလာတဲ့ကြောက်သားရုပ်ထုတွေနဲ့ရှီအောင်ဆောင်ကြီးကိုဗီဒီယိုလိုက်နေခဲ့တော့တယ်။ဝါလှလိုက်တာဒီလိုလက်ရမျိုးကဒုက္ခမှာမတွေ့နိုင်တော့။ အဲ့ဒီအချိန်မှာပဲတော်ကြီးကနေတော်ကြောက်တဲ့အတွက်တန်းကိုကြားလိုက်ရတာပါဟမ်မဟုတ်မတော်ကြောက်တာနေတူတယ်ဒီလိုနဲ့ပို့တူလေသူ့ဖုန်းကိုဘောင်းမီအတင်မြ мян သိမ်းလိုက်ပြီးဘေးဘီကိုတတိထားကြည့်နေခဲ့တယ်ငပိန်းမင်းလားပို့တူစကားဆုံးသွားတော့တော်ရီကနေကြားကြည့်တကောင်ကမှန်ဖြိုပြီးထွက်လာခဲ့ရော်လေဟမ်ကြားကြားရပါလားဒီလိုနဲ့ပို့တူလေဘာမှတွေးမနေပဲ တန်းပြေတော့တာပါဘိုးသူနောက်ကနေတော့ကြာကြီးကမန်းပြီးပြီးတော့လိုက်သွားခဲ့တော့တယ်မိဘိုင်းနဲ့တော်ဘောကတော့ပုံးမလာတော့တဲ့ငပိန်နဲ့ဘိုးသူကိုမျှော်နေရင်ရေစာပိုက်စာရှိနေခဲ့ကြတော့တယ်မိဘိုင်းငါပိုက်စာနေပြီကနေအောင်ဘာမစားအောင်လားငါလည်းပိုက်စာနေပြီကအဲ့ရနေပါလာတဲ့မုတ်တွေစားထားကြအောင်လားအင်းစားထားရအောင်ငါဘိုက်ကမရတော့ဘူးအေးပါအဲ့လိုပြောပြီးမိဝိုင်းလေးအိတ်တဲကနေ ။ကောင်ကြီးတို့နှစ်ခုထောင်းလိုက်ပြီးတယောက်တစ်ခုစီစားလိုက်ကြတော့ဒီ။ဖိုးထွန်းကငပိတ်အောင်ခုတီရှောင်းမတွေ့တရားလားမသိဘူးနော်။မကြခင်လဲမှောင်လာတော့မှဆိုတော့ဒုတိယတော့ဘယ်လိုလုပ်ကြမလဲ။ဟိုဒုတိယကိုသူတို့လမ်းရှောင်းတရားမင်းဝေးပြီးတော့စောင့်ကြမလား။အင်းနေ့ကျန်လည်းမစိုးဘူးကော။ဒီလိုနဲ့မိဝိုင်းတို့လည်းထင်းချောက်တွေစုပြီးတော့မင်းဝေးလိုက်တော့ဒီ။ဒါတော့ဆိုရင်တော့ဖိုးထူးတို့အရင်မမောင်ရင်ဒီမီကုန်းငွေကိုရှာတွေ့နိုင်ကြမှာပါ။ Woo! ငပိန်တယောက်တပ်ပင်အောင်မှာလှဲနေရကရုတ်တရက်နိုးလာခဲ့တယ်။ဟင်။ငါဘလို့ပြစ်ပြီးအိပ်ပျော်သွားပါလိ။ညနေတော်စောင်းသွားပြီ။အဲ့လိုပြောပြီးကြောက်တုံးနေတော့အကြည့်အောင်သွားချိန်မှာဝုံဝုံနှကောင်ကငါ့ရိစားနေရင်ရှိနေခဲ့ကြပြန်တာပါ။ဒီဝုံဝုံနှကောင်ကတော်တော်စားနိုင်တာပဲ။ဒါနဲ့ငါလည်းဖိုက်စားလိုက်တာ။ တို့စီကငါးတကောင်တော့မတိအောင်တွားယူမနဲ့တူတယ်။ငပိန်လေးဘိုက်စာနေတော့ဘာမှတွေးမနေတော့ပဲ။ဝုံဝုံနှကောင်စီကနေငါးတွားယူဖို့စုံမြက်လိုက်ပြီးကြောက်တုံးနေတော့တတိလီကြီးကန့်သွားခဲ့တယ်။ဒီလိုနဲ့ဝုံဝုံနှကောင်မမြင်ခင်မှာငါးတကောင်မြင်မြန်ကောက်ယူလိုက်ပြီမယ်။ဝုံဝုံတကောင်ကမြင်သွားခဲ့ပြီးအော်တော့တာပါ။ဟမ်ငါ့ကိုမြင်သွားပြီ။ငပိန်လေးငါ့ကိုကင်ပြီးကြောက်ကြောက်နေအဲ့နေရာကနေအဝေးကိုထွက်ပြေးတော့ ဘုံဘုံနှကောင်းလေးသူ့နောက်ကနေလိုက်လာခဲ့တော်တယ်။အမလီငါနောက်ကလိုက်လာနေကြပြီဘလို့လုံးအောင်မလဲ။သူအဲ့လိုပြောနေတော့ခလုတ်တိုက်လေးကြောက်သွားပြီ။တယူလာတဲ့ငါလေးအဝေးကိုနှွင့်သွားခဲ့တော်တယ်။အဲ့ဒီအချိန်မှာပဲလုံးဘုံနှကောင်းကသူ့နောက်ကိုနှိမ့်လာတာဆိုတော့ငါပိန်လေးငါ့ကိုကောက်ချိန်မြန်လာပြီနဲ့ထွက်ပြေးလာခဲ့လိုက်တော်တယ်။တော်ရဲတဏီယာနာကိုရောက်မှာငါပိန်လေးအပေတပင်ကိုမိပြီးတော့နားနေခဲ့တာပါ။ မလေးမောလိုက်တာဟာဒါနဲ့ဒါနဲ့ဒီနေရာဘယ်နေရာများပါလိအဲ့လိုပြောပြီးအေဒီယာကနေတန်လိုက်အမြောင်ထုတ်ပြီးကြည့်လိုက်တယ်ဟာဒါမှဒုက္ခပဲတန်လိုက်အမြောင်အခုတည်းအလုံးမလုံးသေးဘူးဖိုးထုတ်ငါ့ကိုမျောနေကြပြီတင်နေငပိန်တယောက်တော်ကြီးရဲ့မှာပြန်လန်းထားရှာမတွေ့ဘိုက်ကစားနေတယောက်တည်းရှိနေခဲ့တော်ဒီအဲ့ဒီအချိန်အပေကြီးမှရှိနေတဲ့ဥတလုံးကိုမြင်လိုက်ရတာပါ မဦးလေးတလုံးမှလာငါစားလိုက်ရမလားဒါနဲ့မကောင်းနဲ့တူလေငါဘိုက်စားနေရဆိုတော့ဒီဥကိုမစားရင်ခီးစနိုင်မှာမဟုတ်ဘူးဟုတ်တယ်ငါစားတင်နေဒလုံးနေငါပိန်လဲဥကိုကောက်ပြီးအစိမ်းစားဖို့လုံလိုက်ချိန်မှာငှက်လေးတစ်ကောင်ကဥရဲကနေထွက်လာခဲ့တာပါဟမ်အကောင်နာပေါက်နေပါလားငါပိန်လဲသူစားမဲ့ဥကအကောင်ပေါက်ဖြစ်နေတော့စိတ်ညစ်သွားခဲ့တော့တယ်မဖြစ်တော့ငါတော်ကြီးရဲ့တယောက်တည်းတော့မသေးလိုက်နိုင် အသက်ရှင်မွန်နေလဲရှာရမယ်။ဒါနဲ့ငပိန်လေးငှက်လေးကိုထားခဲ့ပြီးငှက်ထွက်လာခဲ့တော်တယ်။အဲ့ဒီချိန်မှာပဲငှက်လေးကပြစ်ကြည့်ပြစ်ကြည့်နဲ့အတန်ပြုတ်နေခဲ့တာပါ။ငှက်လေးကအမေမရှိဘူးနဲ့တူတယ်။ငါဒီတိုင်းထားခဲ့လို့သူတည်သွားရင်ရော။ဒီလိုနဲ့ငပိန်လေးငှက်လေးကိုခေါ်လာခဲ့လိုက်တော်တယ်။ဟဲ့ငှက်လေးလာသွားကြမယ်။ငှက်လေးကတော့ပျော်ပြီးရှေ့ကနေလမ်းလျှောက်ရင်းနဲ့သွားနေခဲ့တာပါ။မောင်မော ဒီငက်ကငါ့ကိုသူ့မိထင်းနေလားမသိဘူး။ဟဲ့ငက်လေး။မင်းကပြန်နိုင်နေကွ။ဟောက်လို့ဟောက်လို့ပြန်လို့ရတယ်။ငါ့လိုလမ်းလျှောက်စရာမလိုဘူးရဲ့။အဲ့လိုပြောပြီးငပိန်လေးငက်လေးကိုပြန်ပြနေခဲ့တော်ရီ။ငက်လေးကတော့ငပိန်ကိုကြည့်ရင်နဲ့ကြောင်တောင်တောင်လေးရှိနေခဲ့တယ်။အင်း။ဒီငက်ကနားမလည်ဦးနဲ့တူတယ်။ဟမ်။သူအဲ့လိုပြောနေတော့မှငက်လေးကသူ့နားကိုရောက်လာတဲ့လက်ပြောင်ကိုလိုက်ပန်းရင်နဲ့လေးဘုံပြန်နေခဲ့တော်ရီ။ဟာ။မင်းပြန်နေနိုင်ပြီ။မိုက်လိုက်တာ။ ဒါနဲ့မင်းကကြီးလာအမြန်သားပဲတကနာလေးတွင်ကိုခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ပိုကြီးလာမှာလားအဲ့ဒါလေးကောင်းသားပဲမင်းမေစီပြန်သွားလို့ရတာပေါ့မင်းမေကိုသာလဲရှာလိုက်တော့ဟဲ့အောင်လေငါလေးဖိုးထူးလို့ရှိနေတဲ့နေရာကိုပြန်မှုလောက်ရအောင်မအဲ့လိုပြောပြီးငမင်းကလမ်းဆက်လျှောက်လာခဲ့တော့ငါလေးလက်သူနောက်ကနေတက်ချက်မခွာပြန်လိုက်လာခဲ့တော့ ड़ी ဟာဟဲ့အောင်ငါမင်းမေမဟုတ်ဘူးကမင်းမေကမင်းလိုပုံစံဖြစ်ရမှာငါလေးကတော့ငပိန်ပြောတာအောင် နားလေပုံမပေါ်ပဲ ူနောက်ကိုသာထပ်လိုက်နေကြတော့တယ်။ကြာကြီးကဖိုးတူနောက်ကိုထက်ကြမကွာလိုက်နေကြတာဆိုတော့ဖိုးတူလည်းအသေးအတန်ကြေးလွှားနေကြတာပါ။ဖိုးတူတယောက်ကြာကြီးရဲ့ငါနဲ့ကင်းလွတ်နိုင်မှမလားဆိုတော့စိုးရိမ်စရာပါပဲ။ဒလုံးနဲ့ငပိန်လေးကြောက်တုံးနေရှိရဲ့နာကိုပြန်ရောက်လာခဲ့တော်နေ။ဟော။ဟောဝန်ဝန်နှကောင်ကလည်းခုထိစားနေကြမှာလား။ငါလည်းဗိုက်ဆောင်လိုက်တာ ငဘင်ကအဲ့လိုပြောပြီးငှက်လေးစီကြည့်အောင်သွားချိန်မှာအကြံရသွားခဲ့။ဟုတ်ပြီ။ငါဘိုက်စာနေရာကိုဖြည့်ရှင်းမှုအတွက်ဒီငှက်လေးကိုအသုံးချရမယ်။အိမ်နောက်တော့ငဘင်လည်းငှက်လေးကိုခေါ်ပြီးဝမ်းဝမ်းနဲ့ငါးစားနေရတာကိုတိုးကပ်သွားခဲ့တော်ရီ။ငှက်လေးငါတက်ကောင်သွားကြည့်လာခဲ့။ငှက်လေးလည်းငဘင်ခိုင်းတဲ့အတိုင်းဝမ်းဝမ်းနဲ့နားကိုသွားလိုက်ပြီးငါ့ကိုသွားကြည့်လာခဲ့ချိန်မှာဝမ်းဝမ်းနှကောင်ကမြင်သွားခဲ့ပြီးတော့ငဘင်နဲ့ငှက်လေးနောက်ကိုအပြေးလိုက်လာခဲ့တော်ရီ။ မလေးပြင်ဟာပြင်ပြင်ငပိန်နိုင်ငံလေးလည်းပြင်းရင်လာရင်နဲ့တောင်ဆောင်နာကိုရောက်လာခဲ့တာပါသူတို့နောက်မှာတော့ဝန်ဝန်နှကောင်းကလေးတပြည့်ပြည့်နဲ့နီးကပ်လို့လာနေခဲ့ပါပြီဟမ်ဝန်ဝန်နေနီးလာနေပြီဒုက္ခပဲလမ်းလေးဆုံးနေပြီအောက်မှာလေးကြောက်ကြီးပဲကြံ့တော့နေဌာနေငံလေးက သူကျနာကိုကင်ဆွဲထားဖို့ငပိန်ကိုဟန်ပြပြီးပြောနေခဲ့တာပါ။နောက်တော့ငပိန်လည်းဘာမှတွေးမနေတော့ပဲငှက်လေးချလာကိုလှမ်းဆွဲလိုက်ပြီးတောင်ဆောင်မော်ဟာနေခုံစင်းလာခဲ့တော်တယ်။အိမ်နောက်တော့ငှက်လေးကငပိန်နဲ့ခန္ဓာကိုယ်ချင်းမမျှတဲ့အတွက်ငှက်လေးပါအောက်ကို ပြုတ်ကျနေခဲ့တော်တယ်။အဲ့ဒါကိုငပိန်ကရင်းမိသွားခဲ့ပြီးငှက်လေးချလာကိုလှုပ်ပြီးတော့တယောက်တည်းအောက်ကိုပြုတ်ကျလာခဲ့တော်တယ်။ ငပိန်လေသူသေးပြီးထင်ပြီးမျက်လုံးမိတ်ထားကပြန်ဝင်လာခဲ့တော့သူမြေပြင်ကိုရောက်နေပါပြီ။ဟမ်ငါမြေပြင်ကိုရောက်နေတယ်ပြီးတော့မသိဘူး။အဲ့လိုပြောပြီးအနားကိုအကြည့်ရောက်သွားချိန်မှာငှက်ကလေးနဲ့ပုံစံတူရဲ့ငှက်မိမိကသူ့နားမှာရှိနေခဲ့တာပါ။ဟာဟာငါ့ကိုဒီငယ်လေးရဲ့မမေကယ်လိုက်တာပဲ။ငမကြီးကငပိန်ကိုငါးတကောင်ပေးလိုက်ပြီး ငှက်လေးကိုခေါ်လို့အဝေးကိုပြန်သွားခဲ့တော်တယ်။ငပိန်ကတော့သူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ငှက်မကြီးကိုကျေးဇူးတွေတင်နေခဲ့တာပါ။တပတ်မှာတော့ဘုသူကကြားလေတရားနဲ့လွန်အောင်ပြေးလာရင်းနေရင်ကလုတ်တိုင်လေးကြောင့်သွားပြီးတော့တဝက်ထားတဲ့ဆွေကျူလေးလွန့်သွားခဲ့တော်တယ်။ဟမ်ကိုချက်ကြီးပေးထားတဲ့ဆွေကျူလေးပြလုံးမဖြစ်ဘူး။အဲ့လိုပြောပြီးဘုသူလည်းဆွေကျူကိုပြန်ကောင်းယူနေတော့ ကြာကြီးကသူ့ရှိကိုရောက်လာခဲ့တာပါနောက်တော့ကြာကြီးကအလင်းရောက်ထွက်နေရဲ့ဆွေးကျိုးကိုမြင်ပြီးအံ့အားသိနေခဲ့တယ်မင်းကိုကြည့်ရတာစကားပြောတတ်တဲ့တပင်ကိုလက်ရှာနေရနေတူတယ်ဟုတ်လားဖိုးတူလေသူ့ကိုစကားပြောလာတဲ့ကြာကြီးကိုကြောင်မီးကြည့်နေရကမြန်မြန်မင်းပြန်ပြေးလိုက်တော်ရီဟုတ်ဟုတ်ပါတယ်ဒါဆိုကြောက်ကြောဖို့တက်လာခဲ့ပါဒီလိုနဲ့ကြာရင်လေဖိုးတူကိုသူ့ကျောင်းဖို့တင်ပြီးအဝေးကိုပြေးသွားခဲ့တော်ရီ နောက်တော့ကြိုင်းလေးဖိုးထုတ်ကိုတော့နဲ့ကြီးနဲ့ခေါ်ဆောင်လာခဲ့တာပါ။ကဲအတင်လူသားအတင်လူသားရဲ့ဆွဲကြိုးဖုံးကိုဖွင့်လိုက်ပါ။ဒလုံးနဲ့ဖိုးထုတ်လည်းကြိုင်းပြောတဲ့အတိုင်းလှုပ်လိုက်ခြင်းမှာဆွဲကြိုးကမင်းလင်းသွားခဲ့ပြီးအနားမှာရှိနေတဲ့အပင်နဲ့လည်းတကြွတ်ကျွန်းနဲ့အသက်မြင်လာခဲ့တော့တယ်။အဲ့ဒီချိန်မှာပဲကြိုင်းကဖိုးထုတ်နားကနေထွက်သွားခဲ့တော့တယ်။ဟင်။ကြိုင်းပြန်သွားမှလေ။သူတားချိန်တော့မရလိုက်ပြီ။ကြိုင်းရအပင်နေကြားလေးကို ဝင်ရောက်ပြောက်ွယ်သွားခဲ့တယ်။အိမ်နောက်တော့အပင်နမေကမျက်လုံးပွင့်လာပြီးဖိုတူနာကိုလမ်းလျှောက်လာခဲ့တာပါ။အတင်းလူသားကျုပ်ကိုဘာစီကိုင်းစရာရှိလို့အခွန်နှုတ်လိုက်တာပါလေ။အပင်ကြီးရဲ့အမေကြောင့်ဖိုတူနေသူ့ယူလာတဲ့ဆွေးစုကအပင်ကြီးကိုစေခိုင်းနိုင်တာကိုသိသွားခဲ့တော့တယ်။ကိုချက်ကြီးပြေးလိုက်တဲ့ဆွေးစုကဒီမြုံခွန်နိုင်တဲ့ဆွမ်းရှိတာပဲ။ဒီလိုနဲ့ဖိုတူလေးသူတို့ရွာမှာ မိုးကောင်ရေရှားတဲ့ပြဿနာကိုဂျင်းဆိုင်နေရတယ်ဆိုတဲ့အကြောင်းအသေးစိတ်ရှင်းပြလိုက်တော့တယ်။ဟုတ်ပြီလေ။ကျုပ်တို့အဲ့ဒီပြဿနာကိုအစွမ်းကုန်ဖြေရှင်းပေးပါမယ်။ကျေးဇူးပါပြီဗျာ။ဒါမင်းကျွန်တော်တငယ်ချင်းနေဒီတောင်းတဲ့ခြေထဲမှာတယောက်တည်းနေရစီရှိနေပါတယ်။ဘယ်နှရှိနေလဲဆိုတာအသိပြောပြပေးနိုင်မလား။ဟမ်ဖို့သူနင်းဒီမှာရှိနေတယ်ဖို့သူ စကားပြောတတ်တဲ့အပင်ဆိုတာဒီပင်လိုက်ဟုတ်တယ်ငပင်စကားပြောတတ်တဲ့တပင်ကတို့ရမှာဖြစ်နေတဲ့ပြဿနာကိုအစွမ်းကုန်ဖြေရှင်းမိမယ်လို့ပြောတယ်ဟဟင်းဟုတ်လားကျေးဇူးတင်လိုက်တာစကားပြောတတ်တဲ့သစ်ပင်ကြီးက မဲတွေကိုပါတခါလေးယူဆောင်လာခဲ့တာပဲဒါဆိုတို့ရမှာမိုးရွာချနိုင်တော့မှာပေါ့နော်ဒါဘောငယ်ပင်ဒီလိုနေဖို့ထူးတော့လေအကက်ခဲတွေကြားထဲကနေစကားပြောတတ်တဲ့သပင်ကိုခေါ်လာနိုင်ခဲ့ပြီးတော့အောင်မရွာမှာဖြစ်နေတဲ့မိုးကောင်ရေရှားရဲ့ပြဿနာကိုဖြေရှင်းနိုင်သွားခဲ့တော့တယ်